တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဟူတစ်အရှိန်အပါဝင် ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံတွေအားကောင်းမှုကြောင့်တိုင်းနယ်ပြည်နယ်ချို့မှာမိုးကြီးမယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးစလကမနေ့ကစွန်လ၁၂ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်တောင်တရုတ်ပင်လယ်ရှိအပူပိုင်းမုန်တိုင်းဟူတစ်ဟာ တရုတ်နိုင်ငံဟိုင်နန်ကျွန်းကိုဖျက်ချော်မှဖြစ်ပြီးအဲ့ဒီအချိန်ကြောင်းဇွန်လ12ရက်ကနေ17ရက်နေ့အတွင်းဒိုင်းနယ်ပြည်နယ်ချို့မှာဒေသအလိုက်နေရာကွက်ပြီးမိုးကြီးမယ်လို့သိရပါတယ်။နေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရဝတီတနင်္သာရီတိုင်းနဲ့ကချင်ကရင်နီကရင်ချင်းမွန်ရခိုင်ရှမ်းပြည်နယ်တို့မှာမိုးထေချုံရွာပြီးနေရာကွက်ပြီးမိုးကြီးမယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။အခုနှစ်တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းဟာ မနစ်ကထက်ဆုံးပြီးဖြစ်ပေါ်လာကြောင်းမြန်မာနိုင်ငံတွင်အနောက်တောင်မုတ်တုံလေဝင်ရောက်မှုစောစီပြီးမုတ်တုံအားကောင်းစေဖို့ထောက်ပံ့ပေးတယ်လို့မိုးလေဝသပညာရဲ့လေးလာသူဦးဝင်းနိုင်က၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။အပူပိုင်းမုန်တိုင်းအရှိန်တရမှုကရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာမိုးများစေပြီးတော့မြေကြီးတွေရဲ့အောက်ဖက်မြေရိုးတစ်လျှောက်မှာတော့မိုးအသင်တင့်တာရွာလာမှုဒီနှစ်မိုးရာသီအတွင်းမြေကြီးနိုင်မဲ့အခြေအနေညှော်နေသွားတယ်။ ကင်းလွတ်နိုင်ပြီလို့ကောက်ချက်ချရမှာဖြစ်တယ်လို့ဦးဝင်းနိုင်ကဆိုပါတယ်